ဩစတြေးလျနိုင်ငံအနေနဲ့2026ခုနှစ်ကနေ2030ခုနှစ်အထိမြန်မာအပါအဝင်ကမ္ဘာတဝန်းမှာအသက်ဆုံးရှုံးစေနိုင်တဲ့ယောဂါတွေကိုတိုက်ဖြတ်ဖို့ဒေါ်လာ386တန်းပံ့ပိုးပေးမယ်လို့မြန်မာနိုင်ငံဆိုင်ရာဩစတြေးလျသံရုံးကထုတ်ပြန်ပါတယ်။2026ခုနှစ်ကနေ2030ခုနှစ်အထိမြန်မာနိုင်ငံအပါအဝင်မိမိတို့ဒေသတွေနဲ့ကမ္ဘာတဝန်းမှာအသက်ဆုံးရှုံးစေနိုင်တဲ့ယောဂါတွေကိုတိုက်ဖြတ်ဖို့အတွက်ကာဗီ The Basin Alliance တွေရဲ့အရေးကြီးတဲ့လုပ်ငန်းတွေမှာအထောက်အကူဖြစ်စေဖို့ဒေါ်လာ386တန်းကိုပံ့ပိုးပေးခဲ့တာလည်းဖြစ်ပါတယ်။ Gavi ဟာကမ္ဘာတဝန်းမှာရှိတဲ့ကလေးငယ်1.1ဘီလီယံကျော်ကိုကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးအသက်ပေါင်း18.8တန်းကျော်ကိုကယ်ဆယ်နိုင်ခဲ့တဲ့ Public Private Partnership တခုလည်းဖြစ်ပါတယ်။အာရှနဲ့ပစိဖိတ်ဒေတာအတွင်းကလင်းငယ်633တန်းကျော်ကိုကောက်ွယ်စေးထိုးနှံပေးခဲ့ပြီးအသက်ပေါင်း6တန်းကျော်ကိုကယ်ဆယ်နိုင်ခဲ့ကြောင်းသိရပါဗျ မြန်မာနိုင်ငံမှာလည်း COVID-19 ကရောဂါကာလကစပြီးကလေးငယ်နဲ့ကိုဝင်ဆောင်မိခင်တန်ပေါင်းများစွာအတွက်ကောက်ခွေဆေးတွေရရှိအောင်ကုညီလျက်ရှိကြောင်းဒါပြင်မြန်မာအင်ဒိုနီးရှားလာအိုကမ်ဘရီးယားဆော်လမွန်ကျွန်းနိုင်ငံနဲ့တီမောလက်တီနိုင်ငံတို့မှာတင်ကောင်းကင်ဆာကောက်ခွေဆေးကိုလက်လန်းမီရရှိအောင်ကုညီဆောင်ရွက်ခြင်းဖြင့်တင်ကောင်းကင်ဆာကြောင့်သေဆုံးမှု2,800ကျော်ကိုကာဖီကတားဆီးနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်အရသိရပါတယ်။ ကမ္ဘာတလုံးမတိကြမရေရောင်မှုတွေမြင့်တက်နေချိန်မှာအော်စတြေးလျအနေနဲ့မြန်မာနိုင်ငံအပအဝင်အနည်းဆုံးအင်ဂျင်ချင်းနိုင်ငံတွေအသက်ကယ်ကာကွယ်ဆေးတွေရရှိနိုင်မှုအတွက်ကာဗီနဲ့အတူပူးပေါင်းပြီးကုညီပံ့ပိုးခွင့်ရတဲ့အတွက်ဝမ်းမြောက်ကြောင်းအော်စတြေးလျတန်ယုံကထုတ်ပြန်ထားပါတယ်